မလ30ရက်နနက်3နာရီခွဲဝင်းကျင်ခန်းကမဟာဗန္ဓုလပန်းချံပေးမှရှိတဲ့မိချောင်းကန်တပိတ်စခန်းကိုတပ်ဆိုင်ရာကအင်အား2000ခန်းနဲ့ဖယ်ရှားခဲ့ပါတယ်။အင်အားသုံးဖယ်ရှားခဲ့ရမှာလုံခြုံရေးရဲတပ်ဖွဲ့ဝင်များတပ်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးစီပင်တို့ကနေမဟာဗန္ဓုလပန်းချံရှိမှဆောက်လုပ်ထားတဲ့မိချောင်းကန်တပိတ်စခန်းရှိရာကိုလာရောက်ခဲ့ကြပြီးတပ်မှတ်ချိန်အတွင်းဖြတ်သိမ်းဖယ်ရှားပေးဖို့ပြောဆိုခဲ့တာ တပိတ်စခန်းဖွင့်သူတွေကမဖယ်ရှားပေးနိုင်ကြောင်းပြန်လည်ပြောဆိုခဲ့တာကြောင့်စီပင်လုံသားတွေအပြင်လက်မောင်းမှာလက်ပတ်နီပတ်ထားသူအများအပြားပါဝင်ပြီးအင်အားသုံးဖယ်ရှားခဲ့တာဖြစ်ပါတယ်ဒီလိုဖယ်ရှားရမှာတပ်ဆိုင်ရာအုပ်ချုပ်ရေးမှုတွေကအတန်ချဲ့ဆက်နဲ့၃ချိန်တိုင်တိုင် စီမင်းပိုင်နေမြေမှာယာယီတဲများထိုးခြင်းကိုမိမိသဘောနဲ့မိမိဖယ်ရှားပေးဖို့နဲ့မဖယ်ရှားပေးပါကသက်ဆိုင်ရာကအင်အားသုံးဖယ်ရှားမှဖြစ်ကြောင်းအသိပေးခဲ့ပြီးတပိတ်စခန်းဖွင့်သူတွေကမဖြတ်သိမ်းပေးတာကြောင့်အခုလိုဖယ်ရှားခဲ့ခြင်းဖြစ်ခါမဖယ်ရှားမီရက်ပိုင်းအလိုမှာကြိုတင်ပြီးတတ်မှတ်စာပေးဖို့ခဲ့ခြင်းမရှိဘူးလို့တပိတ်စခန်းဖွင့်သူတွေကပြောကြားခဲ့ပါတယ်။ဒီမှာမြန်တက်တယ်မရှိပါကဥအောင်ကူကူဥအောင်ကူကူ ်ကော်မတီမှတက်လို့ဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပါဘူးဟိုမှာဥောင်ကိုအားကိုနည်းနည်းတုတ်ပေးကြပါဦးခင်ဗျာဥောင်ကိုဟိုကသူ့ဆုံပြီးပြောတာဥောင်ကိုပြောတာဆက်ပြောနေတော့လဲဆိုပြောပါလားဆက်ပြောနေတော့ဥောင်ကိုပြောတာပြောတာဆက်ပြောနေတော့ဆက်ပြောနေတော့ကြောက်ပဲလို့ရပါဘူးခင်ဗျာဘယ်တော့လို့ပြောနေတော့ဘူးတော့ဘူးဘူးဘူးမရပါဘူးခင်ဗျာဒီလိုဖေရှားရမှာ တပိတ်စခန်းရဲ့အမိုးအကာတွေကိုဖျက်ဆီးဖယ်ရှားခဲ့တာဖြစ်ပါတယ်။တပိတ်စခန်းရဲ့အမိုးအကာတွေကိုဖျက်ဆီးဖယ်ရှားမှုမှာအဆိုပါလက်ပတ်နေပတ်ထားသူတွေကအ धिक ဖျက်ဆီးဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ီလိုဖယ်ရှားခဲ့ပေမဲ့လည်းတပိတ်စခန်းဖွင့်သူတွေကအမိုးအကာတွေကိုပြန်လဲဆောက်လုပ်ပြီး၎င်းတို့ရဲ့တောင်းဆိုချက်တွေမရမချင်းတပိတ်မောက်တိုက်ပွဲဝင်သွားကြမယ်လို့ပြောကြခဲ့ပါတယ်တင်ကန်းကျုံမြို့နယ်မိချောင်းကန်အပိုင်း1နှစ်3ကပြည်သူတို့တိမ်းဆဲခံမြေတွေပြန်လည်ရရှိရေးအတွက်တတိယအကြိမ်မြောက်သပိတ်စခန်းအဖြစ်မလ24ရက်နေ့ကရန်ကုန်မြို့တော်ခမ်းမအနီးမဟာဗန္ဓုလပန်းချံပေးမှာပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်မြမခုံရောင်အင်အားရှိမှသပိတ်စခန်းဖွင့်လှစ်ထားတဲ့သပိတ်စခန်းတစ်ခုကိုလည်း တပ်ဆိုင်ရာကဖေရှားဖြက်စီပေးဖို့ညွှန်ကြားခဲ့ရာတပိတ်စကန်းဖွင့်လှစ်ထားသူတွေက ကိုယ်တိုင်ဖေရှားဖြက်စီခဲ့ပါတယ်